ြန်မာနိုင်ငံဟာလက်နက်ကင်တိုက်ပွဲတွေဖြစ်ပွားလာတာကလေးနေကျော်လာပြီဖြစ်ပါတယ်။ဒီလေးနေကျော်ကာလအတွင်းတိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေဟာမျိုးတွေကိုထိန်းချုပ်ထားပေမဲ့မကြမီမှာလူပြုံးတိမှုတွေနဲ့အတူလက်နေဆုံရမယ့်ချင်းနေမျိုးကိုတဖြည်းဖြည်းရောက်ရှိလာမယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ဒီဥဒဏ်ဖိုင်ထဲမှာတိုင်းသာလက်နက်ကအဖွဲ့တွေနဲ့ PDF အဖွဲ့တွေလက်နေဆုံရမယ့်အချိန်ကိုဘာကြောင့်ရောက်ရှိနိုင်မလဲဆိုတာကိုပြပြပေးသမှာဖြစ်ပါတယ်။ပြည်သက်ကြီးရင် မြန်မာနိုင်ငံမှာ2020တခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနိုင်ငံကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာလေးနှစ်ကျော်လာပြီဖြစ်ပါတယ်။ဒီလေးနှစ်ကျော်ကာလအတွင်းမှာ NASA ကဟာမြို့တွေကိုလက်လွတ်ထားရပြီးမြို့ NASA ကဥက္ကဋ္ဌဘူဇော့မူကြီးမင်းအောင်လှိုင်ဟာတိုင်းဒါလက်နဲ့ကအဖွဲ့ရင်းနဲ့ PDF အဖွဲ့ရီကိုလက်နဲ့စွန်ပြီးပါတီနိုင်ငံရေးလုပ်ဖို့ပြီးခဲ့နှစ်တွင်တိုက်တွန်းခဲ့ပါတယ်။မြို့တွေလက်လွတ်ထားရချိန်မှာ လက်နဲ့ဆုံဖို့တောင်းဆိုခဲ့တဲ့ဘိုးကျော်မှုကြီးမင်းအောင်လှိုင်ရဲ့ပြောဆိုချက်တွေကိုရခိုင်လက်နဲ့ကိုင်အဖွဲ့အေးအေးအဖွဲ့အပါဝင်တိုင်းသာလက်နဲ့ကိုင်အဖွဲ့တွေကလည်းဝေဖန်လှောင်ပြောင်းတာတွေရှိခဲ့ပူပါတယ်။ဒါပေမဲ့နာဆာကောက်ကိုအာဘီထောက်ခံသူတွေနဲ့စီးရင်စီးဝင်စားသူတွေကြောင့်မတော့တိုင်းသာလက်နဲ့ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကိုလက်နဲ့ဆုံဖို့တိုက်တွန်းခဲ့တဲ့ဘိုးကျော်မှုကြီးမင်းအောင်လှိုင်ရဲ့ပြောဆိုချက်တွေကိုစိတ်ဝင်စားမှုတင်တဲ့ခဲ့ပါတယ်။ဘိုးကျော်မှုကြီးမင်းအောင်လှိုင်အောင်တိုင်းသာလက်နဲ့ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကို အပြစ်ကရစရေးဆွေးနွေးရတဲ့လက်နဲ့ဆုံးဖို့တိုက်ရိုက်တိုက်တွန်းခဲ့ခြင်းဖြစ်အောင်အကြောင်းမဲ့တဲ့ပြောဆိုခဲ့တာမျိုးမဟုတ်ဘူးလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။တရားစီရင်စားသူတဦးကနိုင်ငံတော်အကြီးအကဲတမရော်ကောင်းဆောင်တဦးအနေနဲ့ဒီစကားကိုအကြောင်းမဲ့တဲ့ပြောဆိုခဲ့ရမျိုးမဟုတ်ဘူး။ဘိုးကျော်မူကြီးမှလည်းဒီစကားပြောရတဲ့အကြောင်းရှိနေပါတယ်။အခုဆိုရင်ဘိုးကျော်မှုကြီးမင်းအောင်လှရဲ့ရုရှားနဲ့ဘီလာရုစ်နိုင်ငံကိုတွားရောက်တဲ့ခရီးစဉ်ကိုလေးလာခြင်းမိတယ်။ပြည်တွင်းမီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာလည်းဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်ကရုရှားအာဂါတာဂျူဒူနဲ့ဆက်ဆက်တဲ့ဌာနတွေဆက်ယုံတွေကိုတွားရောက်လေးလာခဲ့တာကိုဖော်ပြကြတယ်။မြမအစိုးရအနေနဲ့ဂျူဒူပိုင်ဆိုင်ဖို့စူးစမ်းနေရဆိုတာစိတ်ဝင်စားဖို့ကောင်းလာစေရဲ့။တကယ်လို့မြန်မာနိုင်ငံဟာအရက်ဘက်၃ဂျူဒူစိဘက်၃ဂျူဒူပိုင်ဆိုင်အသုံးပြုလာမယ်ဆိုရင်နေနေကိုင်းတပုံးတွေကိုလက်နဲ့ဆိုးဖို့တိုက်တွန်းခဲ့တဲ့နာဆာကဥက္ကဋ္ဌရဲ့တောင်းဆိုချက်တွေဟာအကြောင်းမဲ့တဲ့ပြောနေတာမျိုးမဟုတ်ဘူးလို့လည်းတွေးမိတယ် တကယ်လို့မြန်မာနိုင်ငံကစစ်ဘက်သုံးဂျိုတို့ပိုင်ဆိုင်အသုံးပြုလာမယ်ဆိုရင်တော့လက်နဲ့ကိုင်းသဘုံတွေကလက်နဲ့ဆွရမယ်အချိန်ကိုရောက်ရှိလာမှာဖြစ်တယ်လို့ပြောပါတယ်။တခြားစီစစ်ဝင်စားသူတို့ကလည်းအခုတပ်ဘက်မှာ drone ကအရန်ကိုအေးတလာပါပြီ။အခုချိန်ဒီမှာကိုမရှင်းနိုင်တာတပ်ဘက်ကစစ်သုံး drone တွေစစ်သုံးပါရာမိုတာတွေထပ်မံဝယ်ယူတာမျိုးပြည်တွင်မှာထုတ်လာနိုင်မယ်ဆိုရင်သဘုံတွေဘယ်လို့မှမခံနိုင်ပါဘူး။ ရုရှားစီကစေဘက်သုံးဂျိုတူရောက်ဖို့ကအချိန်လေးနှမျိုးရှိရဲ့ပထမတစ်မျိုးကရုရှားဂျိုတူပြစ်စင်တွေကနေလွတ်တင်ပေးလိုက်တာဒုတိယတစ်မျိုးကရုရှားစီကနီးပညာယူပြီးမိမိပြည်တွင်းမှာထုတ်လုပ်လွတ်တင်နိုင်ဖို့ပါနှစ်ခုလုံးဖြစ်လာမှာပါဆိုတော့တပုန်နီအနေနဲ့အလဟတ်သက်အသက်မသေးခြင်းရင်ငြိမ်ချမ်းရေးနဲ့လက်နက်လဲတာအကောင်းဆုံးပဲလို့ပြောချင်ပါတယ်ဆိုပြီးတော့တုံ့ပြန်ဖြေဆိုခဲ့ပုံပါတယ်စေဘက်သုံးဂျိုတူဆိုတာနိုင်ငံတကာနိုင်ငံအတွက်စီးရင်ဆိုင်ရာရည်ရွယ်ချက်တွေနဲ့ အသုံးပြုတဲ့ဂျိုတုတွေကိုခေါ်ဆိုခြင်းဖြစ်ပြီးတော့တည်င်းရယူမှုဆက်သွယ်မှုလမ်းညွှန်မှုနဲ့တိုက်ခိုက်မှုအရေးသေးမြင့်တင်မှုတွေအတွက်အသုံးပြုနိုင်တယ်လို့သိရပါတယ်။ဈေးဘက်သုံးဂျိုတုအမျိုးအစားတွေဟာဈေးဘက်ဆိုင်ရာတည်င်းချက်လက်တွေကိုအမြန်ဆုံးရယူနိုင်ခြင်း၊ဒုံးကျည်စနစ်တွေကိုတိကျစွာဦးတည်စေနိုင်ခြင်း၊ရတူတက်တွေရဲ့လှုပ်ရှားမှုတွေကိုခံမနိုင်ခြင်း၊တမရောသားတွေအကြောင်းအဆက်အသွယ်ချိတ်ဆက်နိုင်ခြင်း၊ရတူရဲ့ဂျိုတုတွေကိုထိန်းချုပ်ဖို့ဆောင်ရွက်နိုင်ခြင်း မြေပြင်ပေါ်ရှိရန်သူတင်နေရာစစ်စင်ရေးအဆောက်အုံတွေနဲ့လှုပ်ရှားမှုတွေကိုထောက်လှမ်းခြင်း optic infrared beta imaging စနစ်တွေကိုအသုံးပြုနိုင်ခြင်းစတဲ့အချက်တွေကိုလုံးဆောင်နိုင်စွမ်းရှိတယ်လို့သိရပါတယ်။စေဘက်တုံးဂျိုတူတွေဟာခင်မီစစ်ပွဲတွေမှာအလွန်အရေးကြီးတဲ့ဤပညာတစ်ခုဖြစ်တယ်လို့သိရပါတယ်။စေဘက်ဆိုင်ရာဂျိုတူကိုမြန်မာနိုင်ငံကပိုင်ဆိုင်လာမယ်ဆိုရင်မြန်မာနိုင်ငံဟာအာဆီယံဒေသအတွင်းနိုင်ငံတွေရဲ့မှာစစ်ဘက်ဆိုင်ရာဂျိုတူကိုတတိယမြောက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာဝဲရှိနေပါတယ်။ Telegram လူမှုပုံရံမှာမြန်မာတမ်မတော်နဲ့ပတ်သက်ပြီးတော့စစ်လက်နဲ့အကြောင်းအရာတွေကိုရှင်းသားနေတဲ့ channel တစ်ခုဖြစ်တယ်။တမ်မတော် Observation အမည်ရှိတဲ့ channel ကတော့မြန်မာတမ်မတော်ဟာမကြမီချိန်တွင်းမှာအာဆီယံရဲ့တတိယမြောက်စစ်ဘဲဆိုင်ရာဂျိုတုပိုင်ဆိုင်လာနိုင်ွယ်ရှိရလို့ဖော်ပြထားပါတယ်။တမ်မတော် Observation channel ရဲ့ဖော်ပြချက်တွေထဲမှာမြန်မာတမ်မတော်ဟာမကြခင်အချိန်တွင်းအာဆီယံရဲ့တတိယမြောက်စစ်ဘဲဆိုင်ရာဂျိုတုပိုင်ဆိုင်လာနိုင်ွယ်ရှိပါတယ်။ ဝါချမူကြီးမင်းအောင်လိုင်ရဲ့ရုရှားနိုင်ငံခရီးစဉ်အတွင်းရုရှားနိုင်ငံရဲ့အာကာသအေဂျင်စီကို2022ခုနှစ်ကတက်ခေါင်နေအခုလည်း GSE Progress ရုံကိုရောက်ရှိပြီးတော့ရုရှားနိုင်ငံပိုင်းအာကာသကော်ပိုရေးရှင်းရဲ့ညွှန်ကြားရေးမှူးချုပ် Mr. Dimitri Bakanov နဲ့ပြေဆောင်ဆွေးနွေးခဲ့ကြပါတယ်။ဇွေးနေမှုအကြောင်းတွေကိုမတိရပေမယ့်နေဆက်သူရဲ့ပြောကြားချက်အရစေဘက်ဆိုင်ရာဂျိုတုနဲ့တခြားဘက်ဆောင်သုံးဂျိုတုတလုံးစီဝယ်ယူကလွတ်တင်တယ်လို့ကနေဦးသိရပါတယ်။ ဒါပြင်မြန်မာနိုင်ငံမှာလည်းဂျိုတို့တီဆောင်ရေးစက်ရုံနဲ့လုတ်တင်ရေးစင်စာကိုပါဆောက်လုပ်မယ်လို့သိရပြီးတော့အနာဂတ်မှာကိုပိုင်တီဆောင်ကလုတ်တင်မဲ့အစီအစဉ်မျိုးရှိမယ်လို့ခန့်မှန်းရပါတယ်။ဘောကြောင့်မူကြီးဟာ JSC Progress စက်ရုံကိုရောက်ရှိတဲ့အချိန်မှာထပ်ပေါ်လာတဲ့တပ်ပုံတွေအရမြန်မာနိုင်ငံရဲ့စစ်ဘက်သုံးဆိုင်ရာသုံးဂျိုတူဟာ AISD2M ဂျိုတူဖြစ်မယ်လို့ခန့်မှန်းရပါတယ်။ AISD2M ဂျိုတူဟာ 3D Dimension ဂျိုတူတလုံးဖြစ်ပြီးတော့ သူ့မှာနီးပညာမြင့်မာတဲ့အာယုံကန်စင်ဆာတွေနဲ့ပါဝင်ပါတယ်။ဆွဲအားဖြင့် panchromatic camera နဲ့ multi spectral camera နှလုံးလည်းပါဝင်ပါတယ်။ panchromatic camera ဟာဆိုရင် resolution အနေနဲ့တိတိတမနမီတာဖြစ်ပြီးတော့ multi spectral camera ရဲ့ resolution ကတော့သုံးဒသမ6မီတာဖြစ်ပါတယ်။ကင်မရာအနေနဲ့ဆိုရင်တော်တော်လေးကိုအားကောင်းတဲ့ကင်မရာမျိုးတွေဖြစ်ပြီးတော့လက်မှာပတ်ထားတဲ့နိုင်တဲ့ကအစက္ကန့်အတိအကျကိုပါအာကာသကနေနှံချနိုင်စွမ်းရှိပါတယ်။ တောင်ဘက်ပြင် 3-dimension နဲ့မြေပုံတွေကိုအချိန်တို့တွင်ဖန်တီးနိုင်ပြီးမြေပြင်တပ်ဖွဲ့တွေရဲ့ဌာနချုပ်တွေကိုပေးပို့နိုင်ပါတယ်။ကမ္ဘာမြေပြင်အထက်400နဲ့600ကီလိုမီတာအမြင်ကနေလက်ပတ်ပြီးတော့ solar system နဲ့လေယာစေတက်ကိုထောက်ယူအသုံးပြုပါတယ်။သူရဲ့တံတန်းက9နှစ်ကနေ6နှစ်ထိသုံးနိုင်ပြီးခံမှန်းကုန်ကြောင့်ဝင်တန်း90နဲ့တန်း90ကျားလောက်ရှိနိုင်ပါတယ်။ကျွန်တော်ရဲ့ခံမှန်းချက်ပါဒါမှမဟုတ်လေတန်း90ဆိုရင်တော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရပါတယ်။ ဆေးဘဲဆိုင်ရာတုံးဂျိုတုတလုံးရှိုံနဲ့တိုက်ပွဲရလက်ကတိတိတသားကိုပြောင်းလဲနိုင်ပါတယ်။ဂျိုတုရှိုံနဲ့ရန်သူရဲ့လှုပ်ရှားမှုတွေကိုအချိန်ပြည့်ဆောင်ကြည့်နိုင်ပါတယ်။တိုက်စစ်ဖွင့်မယ်ဆိုရင်မိမိတပ်ဖွဲ့ရဲ့လှုပ်ရှားမှုကိုဓာတ်ရိုက်ကြည့်ရှုကကုတ်ကဲနိုင်ပါတယ်။အဲဒါပြင်ဆေးဘဲဆိုင်ရာဆက်သွယ်ရေးတွေမှာလည်းအရင်ကထည့်ပုံမလုံးကြုံဖြစ်မိလာမှာဖြစ်ပါတယ်။လေးချောင်းဖွဲ့တွေအတွက်ဂျိုတုကနေတဆင့်လေရင်တွေကိုချိတ်ဆက်ကပုံမှုအစင်းမြင့်စွာစိတ်ကစားနိုင်ကြမှာဖြစ်ပါတယ်။လေရင်ဒါမှမဟုတ် မြေပြင်ကနေပြတဲ့ပဲ့ထိန်တုံးတွေကိုဂျိုတူကနေတိုက်ရိုက်ထိန်းချုပ်ကပြင်းထန်ကိုတရားရဂိုင်းတုံးထိအောင်ပြစ်ခတ်နိုင်ပါတယ်။ဒီချက်တွေနဲ့တည်းဂျိုတူတလုံးရှိုံနဲ့မြမပြည်တွင်စရာတက္ကနာအတွင်ခြုံငိမ့်သွားနိုင်စွမ်းရှိပါတယ်။ဒါ့အပြင်မြမတက်မတော်မှသာဂျိုတူပိုင်ဆိုင်လာမယ်ဆိုရင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နဲ့ထိုင်းနိုင်ငံတွေကိုလည်းစီးရဲအရှ်များစွာထိန်းချုပ်နိုင်စွမ်းရှိလာမှာပါ။မြမတက်မတော်အနေနဲ့ဂျိုတူစီမံကိန်းကိုအရင်ကလေးကစူးစမ်းနေရဖြစ်ပြီးတော့ ။တမရမှာလည်းအာဂါတနည်းပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်ပညာရှင်တွေတဲ့ရှင်နေပီတာဖြစ်ပါတယ်။ဂျိုတုစာလုံးနိုင်စွမ်းကိုကြည့်မယ်ဆိုရင်လည်းကမ္ဘာအကြီးဆုံးစကြင်ကြောက်ဖျားကြီးကိုပြည်ပနည်းပညာတစုံတရာမပါဝင်ပေ။တီထောင်နိုင်ခဲ့တဲ့တမရအဖို့အာဂါတရင်နဲ့ဂျိုတုတွေတိစားဖို့မခက်ခဲတော့ပါဘူး။ပြည်တွင်းအကြံဖတ်မှုတွေထုံငိနိုင်မှုကဂျိုတုတစင်းပေါ်မှာအများကြီးမှုတည်နေပါပြီဆိုပြီးတော့သုံးသက်ရေးသားဖော်ပြထားပါတယ်။ဘလိုပင်ဆိုနေစေကမူတိုက်ပွဲချင်းကြာလာနေအမျှ တိုင်းသာလနဲ့ကအခွဲရီနဲ့ PDF အခွဲရီဟာလူပြောင်းတင်မှုတွေအပြင်ဒေတာကန်လူတို့ထောက်ခံမှုတွေကြာစင်းလာနေရအခက်အခဲများစွာရင်ဆိုင်နေရပါတယ်။ NASA ကတက်တွေကလည်းမြေပြင်ဝေဟင် drone နဲ့စက်တက်လေးတီးတွေပါတွဲဖက်အသုံးပြုတိုက်လာနေတဲ့အတွက်တိုင်းသာလနဲ့ကအခွဲရီနဲ့ PDF အခွဲရီအထင်းနာနေရပြီး NASA ကကစေဘက်သုံးဂျိုတုကိုအသုံးပြုပြီးတိုက်စစ်အရှိန်မြင့်တိုက်ခိုက်လာမယ်ဆိုရင်တော့တိုင်းသာလနဲ့ကအခွဲရီနဲ့ PDF အခွဲရီရဲ့ နေဝင်ချိန်ဟာတဖြည်းဖြည်းကိုရောက်ရှိလာမယ်လို့သုံးသပ်မှုလည်းရှိနေပါရဲ့ရှင်။